25ရဲ့စက်တလ2025အင်္ဂါနေ့ဖြစ်တဲ့အတွက်ကြောင့်မလို့အင်္ဂါသားသမီးတွေအတွက်ငွေကြေးစီးပွားရေးနဲ့အလုပ်ကိုင်းခြေနေလေးကိုပြောပြပေးမှာပဲဖြစ်ပါတယ်။ဒီ reading လေးကဆိုလို့ရှိရင်တော့တပတ်စာကိုကြည့်ပေးမှာပေါ့နော်။တပတ်ချင်းစီအတွက်ပန်းဆိုတာနေနံအလိုက်ကလေးတွေကိုတပတ်စာစီဟောပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ energy ကတော့တပတ်အတွင်းပေါ့နော်။ကိုယ့်ရဲ့လုပ်ငန်းစီးပွားရေးအလုပ်ကိုင်းခြေနေလေးတွေကိုကြည့်လို့ရပါတယ်ရှင်။ တက်ကလေးလေးကထုတ်ထားပါပြီ။ လေးကစလုံးမှာဆိုလို့ရှိရင်တော့အခြေအနေကောင်းတဲ့ကန္နမိတ်တွေကိုမြင်နေရပါတယ်ပထမဆုံးကတ်က nice on one ဆိုတဲ့ကတ်ကလေးကိုပြပါတယ် nice on one ဆိုတာကကြတော့အင်္ဂါသားသမီးတွေဒီတစ်ပတ်အတွင်းစီးပွားရေးအလုပ်ကိုင်ငွေကြေးကဏ္ဍအခြေအနေမှာဆိုလို့ရှိရင်တော့ရောက်တဲ့တလောက်ခရီးကိုရောက်နေပြီလမ်းတစ်ဝက်လောက်ကိုရောက်နေပြီပန်းနိုင်ကိုတော့မရောက်သေးဘူးဆိုတာလေးကိုတွေ့ရတယ်။ရောက်ခံနေပြီပေါ့နော်။ပြီးတော့အဆုံးသတ်ကလေးတွေမှာဆိုလို့ရှိရင်တော့တည်တည်ချာချာလေးလှုပ်ဆောင်ဖို့လိုတယ်ဆိုတဲ့နမိတ်ကလေးကိုပြပါရတယ်။ကိုကအလုပ်တစ်ခုကိုစတင်ထားတယ်၊လုပ်ငန်းတစ်ခုကိုစတင်ထားတယ်၊ကိစ္စရပ်တ တစ်ခုခုစတင်ထားတယ်ဆိုတဲ့အခါကြလို့ရှိရင်အဲ့ဒီအရာကအဆုံးသတ်တဲ့အခါကြလို့ရှိရင်သတိကြည်ကြည်လေးထားပြီးတော့တေသေးချာချာလေးအဆုံးသတ်တတ်ဖို့လိုတယ်ဆိုတဲ့ကဏ္ဍမိတ်ကလေးကိုပြရတယ်။ငွေကြေးလေးတွေကိုကလုံဆောင်ထားတယ်ကိုယ့်ရဲ့စူးစမ်းမှုတွေကိုလည်းအဲအပြည့်အဝပေါ့နော်ပျောက်ပြတ်သွားမှဆိုလို့ကာဝယ်တယ်ကာဝယ်ထားတယ်ဆိုတဲ့ကဏ္ဍမိတ်ကိုမြင်ရတယ်။ဥပမာဆိုလို့ရှိရင် လုပ်ငန်းဝင်မှဆိုလို့ရှိရင်လည်းကိုရောက်ထားပြီးသားနေရာတစ်ခုကိုနော်ပျောက်ပြတ်သွားမှဆိုတဲ့အတွက်ကြောင့်မလို့ကာဝယ်နေရတယ်ဆိုတဲ့အဲနမိတ်မျိုးဖြစ်ပါတယ်။ ရောက်ရှိခြင်းနဲ့ပန်းနိုင်ရတော့ရောက်ကိုရောက်တော့မယ် လမ်းထီးတစ်ဝက်မှာရောင်းနေပြီဆိုတော့ကနမိတ်ကိုပြတာပဲဖြစ်ပါတယ်။ဒုတိယကန့်အနေနဲ့ဆိုလို့ရှိရင်တော့ဒီ The Hardman Cup ပေါ့နော် The Hardman ဆိုတာကကြတော့ဒီလိုဇောက်ထိုးအနေထားမှာပြနေတာပေါ့နော်။ဒီလိုကာလာထဲမှာဆိုလို့ရှိရင်တော့တဲ့ကိုယ့်စီမှာရှိနေတဲ့ idea အသစ်တွေကိုလှုပ်ချင်တဲ့အရာတွေရှိမယ်ဆိုလို့ရှိရင် ခေတ္တခဏလေးတော့ရပ်ဆိုင်ပြီးတော့အချိန်လေးကိုစောင့်ကြည့်ပါအောင်ဆိုတော့ကနမိတ်ကိုမြင်ရတာပဲဖြစ်ပါတယ်။တကယ်လို့သင်ရဒီတစ်ပတ်အတွင်းထဲမှာပေါ့နော်။ project တွေတစ်ခုခုကိုလှုပ်ချင်တာပဲဖြစ်ဖြစ် idea တွေတစ်ခုခုကိုအကောင့်ထဲပေါ်ချင်တာပဲဖြစ်ဖြစ်ပေါ့နော်။စီးပွားရေးလုပ်ငန်းတွေကလေးစတင်တာမျိုး အဲ့ဒါမျိုးလေးတွေငွေကြေးဆိုင်ရာနဲ့ပတ်သက်ပြီးတော့ပေါ့နော်အတိတ်တခုခုကိုစတင်တော့မယ်ဆိုလို့ရှိရင်တဲ့ဒီဘက်အတွင်းကတော့ခက်တာခဏလေးစောင့်ကြည့်ပြီးတော့ပြန်လည်သုံးသပ်ရမယ့်ကာလပဲဖြစ်ပါတယ်ပထမကတ်မှာဆိုလို့ရှိရင်လည်းသုံးသပ်ခြင်းဆိုတာလေးပါပါတယ်နော်သူကကြတော့ကိုလုံးဆောင်စရာရှိတာလေးတွေကိုခဏလေးရက်ပြီးတော့ကြည်ပါသုံးသပ်ပါပြီးတော့အဆုံးသတ်ကိုကောင်းကောင်းမွန်မွန်တတ်ဖို့ပြောထားတယ်ပန်းနိုင်ရာရောက်ခန့်နေနေပြီဆိုတဲ့နမိတ်ဒီဒုတိယကတ်မှာထွက်လာတာကလည်းအဲ့ဒီလိုပဲတကယ်လို့သာပေါ့နော် ကိုယ်လုပ်ငန်းနဲ့အတွက်ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေအတွက်ကိုယ့်ရဲ့ငွေကြေးတွေအတွက်အသေးအသေးတော့ idea တွေရလာခဲ့မယ်ဆိုလို့ရှင်လေတဲ့အဲ့ဒီအရာတွေအတွက်ပေါ့နော်ခဏလေးတော့စောင့်ကြည့်ပါဦးပြီးလို့ရှင်တည်တည်ချာချာညာညာနဲ့ဆုံးဖြတ်ရမယ်အနေထားကိုမြင်နေရတာဖြစ်ပါတယ်နောက်တစ်ခုအရေးကြီးတာကဒီကာလအတွင်းထဲမှာငွေကြေးစီးပွားရေးအလုပ်ကိုင်ကဏ္ဍနဲ့ပတ်သက်ပြီးတော့ကြီးမားတဲ့စာချုပ်ချုပ်ဆိုမှုတွေကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေအရေးကြီးတဲ့စာချုပ်ချုပ်ဆိုမှုတွေဒါမျိုးတွေရှိတယ်ဆိုလို့ရှင်ရွှေဆိုင်မှာနော်ဒီတစ်ပတ်အတွင်းထဲမှာလုပ်ဖို့ကမတင့်တော်ဘူးဆိုတော့ တဏမိတ်ကိုပြတာဖြစ်ပါတယ်။တတိယကကလေးမှာဆိုလို့ရှိရင်တော့ nice coin ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်။အငွေကြေးအနေနဲ့ဆိုလို့ရှိရင်တော့ဟိုအောင်လန်းနှွှဲထူလာတဲ့ဒါစစ်သူကြီးတယောက်ရဲ့အနေထားကိုမြင်ရတဲ့အစံတော့ပူပူပင်ပင်သိမ့်မရှိရဘူး။ငွေကြေးနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်အဆင်ပြေပြေလေးတော့ဖြစ်နေတယ်ပေါ့နော်။အဲ့တော့ပူပူပန်ပန်တိုက်ပြီးတော့မနေရဘူးဆိုတာလေးကိုမြင်ရတယ်။ဒါပေမဲ့လုပ်ငန်းခွင်ထဲမှာဆိုလို့ရှိရင်တော့အတိုက်အခိုက်လေးတွေရှင်းပြိုင်မှုလေးတွေသတိထားရတဲ့အကြောင်းတရားလေးတွေတော့ရှိနေတာကိုမြင်ရပါတယ်။ နောက်ဆုံးကတ် clear ဆိုလို့ရှိရင်တော့ Queen Source Coin ပေါ့နော်ဒီငွေဘယင်မကတ်ကပြန်ကြလာတယ်ဒီဟာနဲ့အပိတ်ဖြစ်တဲ့အတွက်ကြောင့်မလို့အင်္ဂါသားသမီးတွေအတွက်ငွေကြေးကန်အနေနဲ့ကတော့ဒီတစ်ပတ်အတွင်းထဲမှာဆိုရင်တော်တော်လေးကိုကောင်းမွန်တဲ့အနေအထားမျိုးမြင်ရတယ်လက်ဆောင်လေးအထိမြောက်မှုတွေလည်းရရှိနိုင်မယ်ဆိုတဲ့ကဏ္ဍမိတ်ကိုမြင်ရပါတယ်အဲ energy ကဒီလိုမျိုး queen energy ဖြစ်လာတဲ့အတွက်ကြောင့်မလို့ပေါ့နော်တင့်ကို အာဘယ်လိုပြောမလဲလက်ဆောင်ပန်းနာပေးကျင်နေတဲ့လူတွေเนาะအချီချူကုန်ပြူကျင်နေတဲ့လူတွေဒါမှမဟုတ်လို့ရှိရင်တင်းနဲ့အတူတူတွဲဖက်ပြီးတော့အလုပ်လုပ်ဆောင်ကျင်တဲ့လူတွေအဲ့လိုပေါ့เนาะတင်းရဲ့အရှိန်ဝါတစ်ခုတင်းရဲ့နေရာတစ်ခုကြောင့်တင်းနဲ့တွဲဖက်ကျင်တဲ့သူတွေပါဝင်လာတဲ့အပြင်ကိုတင်းကိုလည်းလက်ဆောင်ပန်းနာတွေပေးလာကျင်တဲ့အနေအထားတွေကိုလည်းတွေ့ရတယ်နောက်တစ်ခုဟာဆိုလို့ရှိရင်တော့ငွေနဲ့ပတ်သက်ပြီးတော့လည်းတင်းအားထုတ်ထားတဲ့လောက်ပြီးအေးအေးဆေးဆေးဖြစ်နေတဲ့ဆိုတဲ့နမိတ်မျိုးကိုမြင်နေရပါတယ် အဲ့တော့တပတ်အတွင်းเนาะအင်ကာသားသမီးတွေရဲ့ငွေကြေးစည်းဝါးရေးအလုပ်ကိုင်းကကျွန်မကိုပြန်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်တော့အသက်စတင်ခြင်းတဲ့လုပ်ငန်းတွေအသက်စတင်မဲ့အရာတွေအရေးကြီးသောစာချုပ်ချုပ်ဆိုမှုတွေเนาะအဲ့ဒါမျိုးတွေဆိုလို့ရှိရင်တော့ဒီတပတ်အတွင်းမှာခဏရက်ပါပြီးလို့ရှိရင်ကုန်လုပ်ငန်းတွင်ထဲမှာဘယ်အရာလေးတွေသည်ပြင်ဆင်ဖို့လိုလဲဆိုတဲ့ဟာလေးတွေကို ခဏလောက်ရပ်ပြီးတော့ပြန်လည်သုံးသပ်ပြီးတော့ပြင်ဆင်သင့်ပါတယ်တကယ်လို့အဲ့ဒီအရာတွေကမပြင်ဆင်ဘူးဒီတိုင်းပဲရှေ့ကိုဆက်သွားမယ်ဆိုလို့ရှိရင်ကိုရောက်မဲ့ပန်းနိုင်အတွက်ပေါ့နော်တန့်ကြရတဲ့ဆိုတဲ့ကဏ္ဍမိတ်ကိုမြင်နေရပါတယ်ငွေကြေးအကန့်အရာဆိုလို့ရှိရင်တော့ငွေကြေးဒီကိုအားထုတ်ထားတဲ့အရာတွေပေါ်မှာမူတည်ပြီးတော့ကိုယ့်အတွက်ကိုအထောက်ပံ့နေရရှိနေတဲ့ကိုယ်ဒီလည်းနေရာကောင်းတစ်ခုကိုရရှိနေပြီးတော့ပေါ့လူတွေရဲ့ချီးကျူးအားကြလေးစားမှုနဲ့လူတွေရှိကနေပြီးတော့ဒါဟိုလူတွေစီကနေပြီးတော့ထောက်ပံ့မှုတွေပါပြန်ပြီးတော့ရလာနိုင်မဲ့ ထားလာနိုင်တယ်ဆိုတော့ကတ္တမိတ်ကလေးတွေကိုမြင်ရပါတယ်။ခြုံငုံကြည့်ရမယ်ဆိုလို့ရှိရင်တော့အင်္ဂါသားသမီးတွေရဲ့ငွေကြေးစည်းပွားရေးအလုပ်ကိုင်ကဏ္ဍမှာဆိုလို့ရှိရင်တော့ကောင်းမွန်ခြင်းတမိတ်တွေကိုအားလုံးပဲမြင်ရပါတယ်။တတိထားစရာလေးကတော့အရေးကြီးတာလေးတွေဒီတစ်ပတ်အတွင်းထဲမှာမလုပ်ဖို့အသေးစားတင်တာလေးတွေဆိုလို့ရှိရင်တည်တည်ချာချာစဉ်းစားဖို့လိုတယ်ဆိုတဲ့အရာလေးဖြစ်ပါတယ်။အင်္ဂါသားသမီးတွေအတွက် 嗯ကံမြင့်လပ်ပွင့်စေမဲ့အဆောင်ကြောက်ကလေးတွေလက်ပတ်ကလေးတွေလောက်ပြီးတော့ဝင့်မယ်ဆိုလို့ရှိရင်တော့ကာနေလီယန်လိုကြောက်ကလေးတွေနောက်တစ်ခါ black stone လိုမျိုးအနီရောင်ကြောက်တွေအဲ့တော့ဒီတပတ်အတွင်းတော့ဒီလတွေအတွင်းထဲမှာဆိုလို့ရှိရင်တော့အနီရောင်ကြောက်ကောင်းလေးတွေကိုစောင်းမယ်ဆိုလို့ရှိရင်တော့ငွေကြေးစည်းဝါးရေလောက်ပိုင်းကဏ္ဍအတွက်အထောက်ပံ့လေးတွေရရှိမှာပဲဖြစ်ပါတယ် အင်္ဂါသားသမီးတွေဒီတင်လေးနဲ့ energy ကညီမှုရှိတယ်ဆိုတော့အင်္ဂါသားသမီးတွေရှိခဲ့တယ်ဆိုလို့ရှိရင်လည်း comment လေးမှာရေးခဲ့ပါအောင်နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ reading လေးတွေနဲ့တရော့ပညာရဲ့ spiritual knowledge တွေကိုထပ်မံမျှဝေပေးသွားပါမယ်ကျေးဇူးပါပန်းစုပါ